ဒီကနေ့ခေတ်မှာဘယ်ကိုကြည့်ကြည့်ဉာဏ်ရည်တုအခေါ် AI နည်းပညာတွေနေရာအနှံ့ဝင်ရောက်လာတာကိုတွေ့ရပါတယ်။ AI ဟာကျွန်တော်တို့ရဲ့ဘဝပုံစံကို တော်တန်ပြောင်းလဲပေးနေပြီးစိတ်ရုပ်တွေကနေခွဲစိတ်ကူးတောင်းမှုတွေအထိတချင်းနေဖန်တီးတာကနေကပ္ပအကြီးဆုံးစိန်ခေါ်မှုတွေကို ဖြည့်ရှင်းတာတွေအထိကူညီပေးနေပါတယ်။ဥပမာအားဖြင့် generative AI လို့ခေါ်တဲ့ AI အမျိုးအစားတစ်တစ်ခုဟာစာသားပုံရိပ်ဗီဒီယိုနဲ့ဂီတတွေကိုအလိုလျောက်ဖန်တီးပေးနိုင်ပါတယ် ဒါပေမဲ့ဒီလိုတိုးတက်မှုတွေနဲ့အတူစင်ခုံမှုတွေနဲ့ရှိလာပါတယ်။ AI နီးပညာတွေဟာအလောက်အကန့်အခွင့်အလမ်းတွေကိုရောကြစေနိုင်တယ်လို့မောင်ရွင့်နဲ့အချက်လက်တွေနဲ့ deepfake မခေါ်တဲ့အထူးရောင်ဗီဒီယိုတွေပြန့်နှံ့ဖို့အတွက်လည်းအသုံးပြုနေပါတယ်။ What we subsequently learned is it may have come from the former president or his legal team acting in bad faith. This is a deepfake example of what is possible with powerful computer and editing. အဲဒါကြောင့် AI ကိုစနစ်တကျအထင်ချုပ်ပြီးကြီးဝင်းနဲ့အငြိအသုံးပြုဖို့လိုအပ်လာပါတယ်။နီးကုန်ချုပ်ရရင် AI ဟာအားကောင်းတဲ့ကရိယာတစ်ခုဖြစ်ပြီးအကျိုးရှိအောင်သုံးသပ်မယ်ဆိုရင်လူသားတွေအတွက်အလွန်အကျိုးပြုမှာဖြစ်တယ်လို့သတိမမူဘဲသုံးဆွဲမိရင်တော့အန်ရီရဲ့လည်းပြီးနိုင်ပါတယ်။ဒါကြောင့် AI ရဲ့အနာဂတ်ဟာကျွန်တော်တို့ဘလို့ gain တွေအသုံးပြုမလဲဆိုတဲ့အပေါ်မှာမှုတည်နေပါတယ်။ Mingla Learn Expand Your View